ြစ်သူလေးယူဝင်ဒီစောကိုစူဆောင်းထားသမျှငွေတွေအကုန်လုံးနဲ့တင်တောင်းခဲ့တဲ့တရုတ်ဆောင်စီယာမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်စီယာကတော့အနုပညာသက်တမ်းအနည်း20နီးပါးရှိနေပြီဖြစ်တယ်။ဝါရင်အနုပညာရှင်တယောက်ဖြစ်တဲ့ဆိုပေမဲ့လည်းနောက်ပိုင်းမှာတော့ရုပ်ရှင်ဇာတ်ကားတွေဇလံထွဲတွေမှာပါဝင်တရုတ်ဆောင်ခြင်းမရှိဘဲအစီအစဉ်တင်ဆက်သူပရင်ဆန်နာတယောက်အနေနဲ့သာအနုပညာအလုပ်တွေနဲ့နှိစက်ခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်စီယာကတချင်းဖီစီတွေကိစားခဲ့တဲ့အချိန်တုန်းက နမည်ကြီးတဲ့တချင်းတိုင်းလူလူမှာပအဝင်တရုပ်ဆောင်ခွင့်ရခဲ့သူတယောက်ဖြစ်ပြီးသူခေတ်သူအခါကမိန်းကလေးပြိသက်တွေတော်တော်များများရဲ့အားပေးခြင်းကိုခံခဲ့ရသူလည်းဖြစ်ပါတယ်။ရုပ်ချော်သဘောကောင်းပြီးအဆဆရာရာပြေဆုံးခဲ့ပေမယ့်အခြေအနေနဲ့ပတ်သက်ပြီးတည်တည်ငြိမ်ငြိမ်ရှိခဲ့တဲ့ဇေယျဟာသူ့ထက်အသက်များကြီးငယ်တဲ့ယုံမလီစောဆိုတဲ့သူ့ရဲ့ချင်းမဝလေးနဲ့တွေ့မှသာအချစ်ဆိုတဲ့အရာကိုခံစားမိပြီးတပွားလုံးလက်တွဲဖို့အတွက်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။တရုပ်ဆောင်ဇေယျရဲ့ချစ်သူမိန်းကလေးဟာ 2009ခုနှစ်မှမွေးဖွားထားသူဖြစ်ပြီးတရုတ်ဆောင်ဇီယာကတော့2005-2006လောက်ကလေးကအနုပညာလောကမှာရှင်သန်ခဲ့သူဖြစ်တာကြောင့်သူရဲ့ချစ်သူမင်းကလေးကအဲ့ဒီအချိန်တုန်းကမမွေးသေးဘူးလို့တောင်ပြောရလောက်တဲ့အထိတရုတ်ဆောင်ဇီယာနဲ့အသက်အရွယ်အားဖြင့်ကွာဟတယ်လို့ပြောရမှလည်းဖြစ်ပါတယ်။ဒါပေမဲ့ချစ်သူလေးအပေါ်မှာချစ်မွားနိုင်လောက်အောင်ချစ်လွန်တာကြောင့်တရုတ်ဆောင်ဇီယာကဒီကနေ့မှာတော့သူရဲ့အနုပညာသက်တမ်းတစ်ချောင်းစူဆောင်းလာခဲ့တဲ့ငွေတွေနဲ့တင်တောင်းခဲ့တာပဲဖြစ်ပါတယ်။ တယောက်ဆောင်ဇေယကသူ့ရဲ့ဇနီးလောင်းလေးမယုံဝီဒီစောကုံငွေကျပ်3500ကျပ်ကွန်ဒိုတခန်းတိုက်ခန်းနှခန်းစိန့်ရွှေရတနာတစင်စာနဲ့အတူဒီကနေ့ဇွန်လ10ရက်နေ့မနက်ပိုင်းကပေါင်မျိုးနယ်မှာစီးဆက်တောင်းရန်ခဲ့တာလည်းဖြစ်ပါတယ်တယောက်ဆောင်ဇေယကတော့သူအနုပညာသက်တမ်းတစ်ယောက်စူးစောင်းထားခဲ့သမျှအရာတွေအကုန်လုံးနဲ့ချင်းမဝလေးကိုတင်နှောင်းခဲ့တာပါလို့လည်းជីနူးစွာနဲ့ပြောကြားထားတာလည်းဖြစ်ပါတယ် အခုဆိုရင်တော့တရုတ်ဆောင်ဇီယာကချစ်သူမိန်းကလေးကိုတင်တောင်းတင်းနယ်နဲ့ဆေးဆက်တောင်းရန်ခဲ့ပြီးမကြခင်အချိန်တွဲမှာခန္ဓာကြီးကျယ်တဲ့မင်္ဂလာအဲ့ခံပွဲကိုလည်းကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ပြည်သက်ကြီးအနေနဲ့လည်းဟိုးရင်ကလေးကအားပေးခဲ့ရတဲ့တရုတ်ဆောင်ဇီယာတယောက်ချီးရတဲ့သူနဲ့ရှီလက်တွဲသွားတဲ့အပေါ်ဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။